မင်္ဂလာပါခင်ဗျာဆရာနေပါခင်ဗျာနော်ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလအတွက်ငါလာပိုင်းတလာတာဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေတွေအတွက်တလာစာခင်ဗျာရှောင်းရံဆောင်ရံအတွက်ခေါ်ကြပြီမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဟောတာသမီးတွေပါဆရာကို share ပေးပါကြပါဦးအဲမိတ်ဆွေဗုဒ္ဓဘုရားဟောတာသမီးများဘယ်ကကြည့်နေရလဲဆိုတာလည်းဆရာကိုပုံမှန်လေးရေးပေးပါကြပါဦးခင်ဗျာနော်ဒီလက်ကအတော်ဒီမှာဆိုရင်ဘုရားရောက်တာသမီးမိတ်ဆွေများ2025ခုနှစ်ငါးလပိုင်းတည်းမှာမိတ်ဆွေမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာ ဗုဒ္ဓဘုရားဥဒ္ဒသမီးများမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိကာလအတိုင်းတာတော်တော်များဆိုလို့ရှိရင်တော့ဘာကိုဖြစ်ဖြစ်ဥစည်းဥဆောင်လုပ်ပါရဲဝင်းနဲ့ချစ်တို့လှုပ်ဆောင်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်လက်ရှိမိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိဖြစ်ပေါ်နေတဲ့စိတ်ဆိုလို့ရှိရင်ခရီးသွားခြင်းနဲ့စိတ်တွေခရီးထွက်ခြင်းနဲ့စိတ်တွေပေါ်နေတာမျိုးတွေအဲနိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးဖြစ်စေရေလမ်းကြောင်းခရီးနဲ့ပတ်သက်ပြီးဖြစ်စေလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရောက်ထွက်သွားခြင်းနဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့တနေရာရာကိုပြောင်းလဲပြောင်းထွက်သွားခြင်းနဲ့စိတ်မျိုးတွေပေါ်နေတော့ကာလဖြစ်ပါလေဒါကြောင့်ဘုရားကုရောက်တယ် ိဆွေတွေနဲ့လက်ရှိကာလတိုင်းတာတော့ဒီမှာဆိုရင်ခရီးထွက်တာမျိုးခရီးသွားတာမျိုးတွေအားလည်းဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားလို့ကောင်းတယ်သို့တော့ဒီလာတာတော့ဒီမှာစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်ဝယ်တာမကောင်းဘူးအဲစက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ကိုကိုယ်တိုင်မောင်းနေတဲ့အခါမှာလေတတိထားမောင်းနေပြီးတော့ဆင်ကျင်ပြီးတော့ဆောင်ရွက်မောင်းနေစီလို့ကြောင်းတက်လောင်းပြောကြလိုက်ပြစီခင်ဗျာ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်စွစွဝါးဝါးတော့ဘာမှမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်အမျိုးသမီးများအနေနဲ့ဆိုလို့ရှိရင်တော့ဗထုရအောင်သမီးများအနေနဲ့လက်ရှိမှာမိတ်ဆွေတို့အနေနဲ့အဟိုအမျိုးသမီးတွေဖြစ်တတ်တဲ့အဲကျမ်းမာရေးရဲ့အသွေးသားဆိုင်ရာကိစ္စလေးတွေမှာတော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့သတိပြုဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခီးသွွားကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများရတာမျိုးစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့ခဏခဏအပြတ်ရှာလေးတွေပေါ်တက်တော့ကြောင်းစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင် အဲငွေကြေးကုန်ကြများတက်တယ်ဒီကကတော့ဒီမှာပစ္စည်းပြောက်တာမျိုးပတ်စံတခိုးခိုးခံရတာမျိုးအဲဆက်ပစ္စည်းရင်းနဲ့ပတ်သက်ပြီးတော့အပြောက်ရှာလေးတွေဂျုံကတက်တဲ့အတွက်ကြောင့်တော့ပဋိဌာန်းစင်နေပေးရလိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ကြီးရငါးတာမျိုးလေးတွေကအတက်နိုင်ဆုံးဂိမှုဆိုင်ပါအထူးသဖြင့်ဇွေမျိုးသားချင်းနဲ့ပတ်သက်လာမျိုးလုပ်ငန်းအလုပ်တူတွေနဲ့ပတ်သက်ပြီးတော့ရှိလိုက်ခါမှဆုံးသွားတာမျိုးပြန်မရတာမျိုးဖြစ်ရတတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင် နည်းနည်းရှိတာငါတာလူလေးတွေမှာကို့အနေနဲ့မိမိတို့အနေနဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးရှိတာငါတာလေးတွေမှာတော့အတက်နိုင်လို့တတိပြုစင်ကြင်ရလိုအပ်ပါတယ်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရတာမျိုးလေးတွေငွေမမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်ဒါအပြင်အထက်အသိလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့အဝယ်စားလေးတွေနဲ့ပတ်သက်ပြီးတတိထားစင်ကြင်ပေးဖို့လိုအပ်ပါတယ် တို့ပြင်မိတ်ဆွေစနေသားသမီးမိတ်ဆွေတွေလက်ရှိကာလအတိုင်းအတာပေါ်တွေမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်ရင်မိမိတို့အနေနဲ့အဲဘာသာရေးကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တာမျိုးတိုက်ခိုက်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းတာမျိုးဖြစ်စေမိမိရဲ့အတူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့အဲပြောဆိုတာမျိုးလေးတွေဟာအဲဝေဖန်တာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းကြံ့ကြာတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုသတိပြုရအောင်လိုအပ်ပါတယ်သတိထားစရာလေးတွေကိုပဲဆရာကဆက်မှာပြလိုက်ပါမယ်ဒီလငါးလပိုင်းပြမှာဟိုတူရအောင်တတ်သမီးတွေအတူတူပြန်ဘာလို့ဖြစ်ဖြစ် ငွေကြီးနဲ့ပတ်သက်လာလို့ခီးတူပိုင်ငွေကုန်ကြီးကြမရတာမျိုးလေးတွေကြောင်းအပ်တတ်တယ်။ငွေမမြဲသောလားဖြစ်တယ်။ဒါပြီးတဲ့အခါသာသမိကိစ္စလေးတွေကြောင့်ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်။ဒါအပြင်အထယ်လေးတီတီပနက်ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးအားနည်းတာမျိုးစိတ်တိုင်းမကြတာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့စတင်လှုပ်ဆောင်ရတော့အားနည်းသောကာလအပိုင်းခြားကာလကိုဖြစ်ပေါ်တတ်သောလားဖြစ်ပါတယ်ခင်ဗျာ။ထို့အပြင် အထက်လူကြီးအကြီးအကဲတွေရဲ့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောပြရတာမျိုးလေးတွေအထက်လူကြီးအကြီးအကဲတွေရဲ့စီကအသစ်စင်းမြအသစ်တွေကြောင့်ကရပစာလေးတွေဖြစ်ရတာမျိုးလေးတွေနားလည်မှုတွေတာမျိုးလေးတွေကြုံရတတ်တော်လားဖြစ်ပါတယ်တခုကိုးခံရတာမျိုးပတ်စံပြောက်တာမျိုးအဲ ပစ္စည်းပြောင်းတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားစင်နေပြီးရလိုအပ်တော့လာဖြစ်ပါတယ်။ဒါဆိုရင်ကျန်တာဘာမှစူးစူးဝါးဝါးဘာမှမညံ့နေဘူး။တိုးတော့အိမ်ဆောက်တာမျိုးလေးတွေမကောင်းပါဘူး။အိမ်ဆောက်တာမျိုးလေးတွေဟာဆက်တင်ဆောက်တာမျိုးအိမ်ဆောက်လက်ဆအိမ်တွေဆောက်တော့ဆောက်လက်ဆတပိုင်းတစ်စမပြီးမပြတ်သေးတော့အိမ်တွေကိုဝယ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတာကလို့ကျန်တာတော့ဘာမှမတွေ့ရပါဘူး။ လက်ရှိမှာမဲဆွေလူတွေနဲ့စီမင်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့အဲချုပ်ရှဲတယ်လို့ခံစားနေရတာမျိုးလေးတွေကြောင့်ရုံးထွက်သွားခြင်းနဲ့စိတ်အဝေးကိုပြေးထွက်သွားခြင်းနဲ့စိတ်တွေပေါ်နေပါတယ်ဒီငါးလပိုင်းတွေမှာဘုဒ္ဓကူရအောင်သတိတွေအနေနဲ့အကျိုးပြုစေသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါသည်ဘုဒ္ဓကူရအောင်သတိတွေအနေနဲ့ဒီငါးလပိုင်းတွေမှာဆိုလို့ရှိရင်တော့အိုး အဲအိမ်ဆောက်တော့မကောင်းဘူးအိုးအိမ်ချမ်းပြီးဝယ်လာမျိုးတွေအကျိုးပေးပါတယ်ဒါအပြင်အများနဲ့ပတ်သက်တာမျိုးတွေအဖွဲစီအသင်းခွင့်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းပေါင်းတဲ့ဟောင်းတွေရဲ့အကူအညီကိုရရှိလာမျိုးတွေကြော်ရတတ်တယ်ရွှေဝင်တတ်တဲ့အိုးအိမ်ချမ်းပြီးမိဟာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့ရတယ်ဘာလို့လှုပ်လို့လက်ရှိမှာကိုယ့်ရဲ့အမိခံလှုပ်တာမျိုးကိုယ့်ရဲ့ကိုယ်ကိုယ်တိုင်ကိုယ့်ရဲ့ဘိုင်နဲ့အမိတက်ပြီးတော့စူးစမ်းဆောင်ရည်အောင်မြင်တိုးတက်ခြင်းတွေရရှိတတ်ပါတယ်ရွှေဝင်တာမျိုးတွေရွှေဝင်တာမျိုးတံခိုးကြီးတဲ့ပစ္စည်းတွေ လက်ဆောင်ရရှိတာမျိုးဒီကြုံရတတ်တော့လာဖြစ်ပါတယ်အလားကောင်လုပ်ငန်းတွေအကျိုးပေးပါတယ်ပကြီးပခုဗီလင်ပေတဲ့စမ်းချတဲ့လို့ဆိုအစောကအရေးတီးသူခုမှအနုပညာနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရလောက်ဆောင်ရင်အားသာခြင်းကောင်းမှုခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်တော့လာဖြစ်ပါတယ်ခင်ဗျာ အလုပ်ကောင်းလုပ်ငန်းအောင်လို့တိုးချက်လှုပ်ဆောင်တာမျိုးဟာတာတာချင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းရရှိတတ်လို့လုပ်ငန်းတဲ့အလုပ်တဲ့နဲ့ပတ်သက်ပြီးကိုယ်ပိုင်လုပ်ငန်းကိုယ်အမိခံပြီးဦးစီဦးဆောင်လုပ်တဲ့လုပ်ငန်းတွေမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ရဲရဲကြီးချေတူဆောင်ကလှုပ်ဆောင်ရင်အားသာကောင်းမွန်ပါလေ။ညီကောင်မောင်နှမတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်လို့အမွေရရှိတာမျိုးငွေကြီးနဲ့ပတ်သက်လို့အမှုကိစ္စနဲ့ပတ်သက်လို့မပြီးမပြတ်ဖြစ်နေတော့ကိစ္စတွေမှာပြပြအောင်ဆောင်ရမ်းနိုင်မလားပြပြအောင် အားသာနိုင်မလားအဲ ဖြစ်တဲ့အတွက်တရားထောင်ပိဆိုင်မှာရင်ဆိုင်ရတဲ့မိတ်ဆွေဗုဒ္ဓဘုရားကတမီးတွေလက်ရှိကာလအတာအတွင်းမှာကံကောင်းမှုနဲ့အထောက်အကူပြုပြီးတော့အားပြုပြီးတော့မိမိပါမှာအာသာနေတော့လာဖြစ်တာတော့အတိတ်ရောက်ဆရာကပြောရပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုလို့ရှိရင်တော့အဲဆရာလိုပေါ့အနုပညာဆိုင်ရာလုပ်ငန်းတွေအနာဂတ်ဆိုင်ရာလုပ်ငန်းတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေပြီးရခါဖန်စီပစ္စည်းအစားရှိတာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေအကျိုးပေးပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟောင်းအပေါင်းအသင်းအောင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့တွေရရှိတာတို့အများနဲ့ဆိုင်ရာ လုပ်ငန်းတွေကိုတော့လုတ်ဆောင်တဲ့အခါမှာအသာအကောင်းဆုံးတိုးတက်နိုင်ပါတယ်ပြည်ရကမိတ်ဆွေတို့အနေနဲ့ဒီရတာတော်တွင်မှာမိမိတို့ရဲ့စိတ်ထဲမှာမျှော်လင့်တောင်းတထားတဲ့အရာလေးတွေမိမိတို့ဖြစ်ရှင်တဲ့အရာလေးတွေကိုဖြစ်ရတတ်သောကာလဖြစ်တဲ့သို့တော်တစ်ခုတော့ရှိရဲမလုပ်ရင်ဘာမှဖြစ်မလာပဲနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့စူးစမ်းဆွမ်းဆောင်ရင်အသာကျင်ကောင်းမှုတွေရရှိတတ်တယ်လို့လုပ်ငန်းတဲ့အလုပ်တွေစတင်လုပ်မယ်အမိခံလုပ်မယ်ဆိုရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တဲ့အတွက်ရှောက်လန်းလုတ်ဆောင်တင်တော်လာဖြစ်တာအတိအကျပဲဖြစ်ပါတယ်ဒီညာကြီးနဲ့ပတ်သက်လာရင်လည်းအဲတိုးတက်တာမျိုးလေး ပြောင်းတက်တယ်ဒုသာတိထားစင်နေရမှာနိုင်ငံခြားခီးသွားတဲ့ပတ်သက်တာမျိုးမျိုးတွေ passport visa လုပ်ငန်းတွေလည်းပတ်သက်လာရင်ပေါ့နည်းနည်းဒီငွေကုန်ကြေးကြများတာမျိုးနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေအခက်အခဲလေးတွေတော့အနည်းငယ်ပြောင်းတက်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်ပါတယ် service ရင်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာလည်းတတိထားစင်နေပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာကောင်းပြီတို့ပြင်မိတ်ဆွေတို့လူငယ်တွေအချိန်အမှဆိုရင်တော့ အားနေပါတယ်မေတ္တာရေးအရှိရင်းနဲ့ပတ်သက်လာရင်တော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေတယောက်နဲ့တယောက်စိတ်ဆူးစိတ်ကောက်ပြီးအဆက်အသွယ်ပြတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့ လူငယ်များအရှင်ကြီးနဲ့ပတ်သက်ပြီးမိမိချက်တော့မြန်လို့တော့သူ့ကိုဖွင့်ပြောပါမှာအခွင့်အရေးတမားတကူကောင်းတမားဆိုတာမျိုးကိုဟောငကူကရဲ့ခင်မင်မှုတွေရက်တန့်သွားတတ်တော့ကာလဖြစ်တဲ့အတွက်အချိန်မှတော့ဆရာတို့စော်ကြည့်ဖို့ခက်အောင်မဟုတ်ပါဘူးအရှင်ကြီးနဲ့ပတ်သက်လာရင်တော့မိမိတို့အနေနဲ့ဖွင့်ပြောဖို့အားနည်းနေတော့ကာလဖြစ်တဲ့အတွက်ဆရာတို့ခလေးလေးပဲလုပ်ဖို့လူအကြောင်းနဲ့ဘောဝါစာဝါဖာအိတ်တာကောင်းပါလေအဆက်အသွယ်ပြတ်တာမျိုးတွေဒီခန္ဓာစိတ်ဆိုးစိတ်ကအကြောင်းရမျိုးဆိုနေခွဲခွာရတတ်တော့ကာလဖြစ်ပါလေ အိမ်ဟောင်ရှင်မြတ်အဖို့ကတော့ငကိုကဝေးကွာနေတော့အိမ်အောင်ပက်တိနဲ့ပတ်သက်ပြီးပြန်လဲဆက်သွယ်ရရှိတာမျိုးငကိုကဝေးကွာနေတော့တော့ဆက်သွယ်ပြန်နေတော့အိမ်အောင်ပက်နဲ့ပတ်သက်ပြီးတော့ဂျူးစားပြီးတော့ဟလာအစဉ်ပြေအောင်ညီနိုင်ဆောင်ရတင်တယ်အေရန်မှုတွေငိမ့်ချမ်းမှုတွေအားနည်းခဲ့တော့ဘုရုပြောက်ကမီနီမြတ်တုံးနဲ့တူတယောက်နဲ့တယောက်ပြည်လဲအောင်စစ်ဆန်ညီနိုင်တိုင်ပြီးဆောင်ရည်အောင်မြင်ခြင်းနဲ့အတူတက်ခြင်းတွေရရှိစေနိုင်တော့လဖြစ်တာတော့အတိအကျဖို့ဆရာကပြောရပါတယ်အိမ်အောင်ရင်းမှာမိသားစုရင်းမှာအိမ်တွင်းမှာအစဉ်မပြေအခက်အခဲလေးတွေရှိလာတယ်နံပါတ်1 ငွေကြေးနဲ့ပတ်သက်ပြီးတော့ကရောက်စားဖြစ်တာမျိုးတွေဒီကြောင့်စကားများရတတ်တယ်ဒုတိယတစ်ချက်ကသာသမီနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းမရနေရာထိုင်ခင်းနဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးတွေနေနဲ့ကြုံရတာမျိုးတွေကြောင့်အားလဲစီတယ်ယာယုလုပ်ငန်းကန်ကန်ယာယုတက်ဖို့အတွက်အမျော်လင့်နေရမိတ်ဆွေများဖြစ်နိုင်ရင် မိမိကလိုချင်တာကတဏှာရရှိတာကတဏှာဆိုတာမျိုးတဏှာဖြစ်ရတဲ့အတွက်ကြောင့်မလို့အနည်းငယ်လေးဒီလာဟာတော့မတိုးနိုင်ဘူးလို့မပြောဘူး50 50ပဲကံကရှိနေတာကိုလက်စရာကတွေ့ရပါတယ်ဆပ်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစံစီစေးစားဆပ်ပစ္စည်းစားဖတ်ပုံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိတိုးဆောင်ရတိုးရှက်အောင်မြင်ပြီးတော့အကျိုးပြုစေပါတယ်ဘုရားကိုရအောင်တသမီးလေးဒီလာတာတော့တွေ့မှာဆိုရင်အကျိုးပြီးတော့အရာအနေနဲ့ဆိုရင်တော့မိုးပြအရာအပန်းအရာ အဝါရောဟာမိတ်ဆွေတို့ရဲ့ဘံမတို့တက်ကောင်းမှုမရှိပါနဲ့အချို့ပြီးစီသောကဏ္ဍအနေနဲ့ဆိုရင်တော့တက်ကဏ္ဍငါးကဏ္ဍမိတ်ဆွေတို့အနေနဲ့အချစ်ကဏ္ဍဟာကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုရှိပါတယ်အချို့ပြီးသောအရာဟာတော့အနောက်ဆုစုရဖြစ်ပါတယ်စံတီညာအရာကတော့တောင်ရဖြစ်ပါတယ်ဒီလက်ကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုစောင့်ရပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင် မိတ်ဆွေတို့ရဲ့အိတ်ထဲကိုမိတ်ဆွေတို့ရဲ့အိတ်ထဲကိုဒေဝွေးအဝါရောင်လေးဖြစ်စီအအဝါရောင်ကျိုးစာလေးတခုခုကိုနော်ချီနောင်ပြီးတော့အထုံးလေးတထုံးချီနောင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းရရှိမယ်ဆိုရဲလာဖြစ်ပါတယ်ခင်ဗျာတိဒါစင်ကြရမယ့်ချက်ကလေးတွေကိုဆက်ပြောကြပါမယ်အကျိုးပေးစေသောနေသားအနေနဲ့ဆိုရင်တော့ဒီလတာတော့ဒီမှာတနည်းငွေနေသားသမီးပုဒ်တဖူးသားသမီးတွေနဲ့တွဲဖန်လုပ်တာမျိုးကကံရဲ့တိုးတက်မှုနဲ့အားသာမှုကိုရရှိနိုင်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီလတာတော့ဒီမှာတိဒါစင်ကြရမယ့်ချက်လေးတွေကဘာကိုလှုပ်လို့ ငွေချင်းနဲ့ပတ်သက်လာတဲ့အခါမှာတိတိကျကျစရင်းစရာနဲ့လုပ်ပါရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာကိစ္စလေးတွေမှာအဲ a lot တတိတတိအလင်းစလို့မလုပ်ပါနဲ့အဖက်မတင်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်။ဘာသာရေးဆိုင်ရာကိစ္စလေးတွေဘယ်ရတဲ့အကြောင်းဆောက်တာဒီမှာဖြစ်နိုင်ခြင်းမိတ်ဆွေတို့နေတကယ်လက်တွေ့မလုပ်နိုင်မနဲ့ချိုးတင်ဂရိပေးတာမျိုးဖြစ်စေမိမိတို့ဘာလို့တော့လုပ်ပေးမယ်လို့ဂရိခံပြီးတော့မှအနက်တို့ဘာညာလေးအဆောင်ချက်လို့တိုင်ကြပြီးဆရာလေးတိုင်ကြပြီးလုပ်ပြီးပြီးတော့မှလုပ်ပြီးဖို့မင်းနေတာမျိုးတွေမဖြစ်ပါစေနဲ့အဲ ထက်ကလက်ပိတ်စီသော ကာလဖြစ်တဲ့အတွက်တပ်ပုံတွေဆိုရှယ်မီဒီယာမှာနာနာတင်တဲ့လူတွေတတိထားဖို့လိုအပ်ကြောင်းနဲ့ဒါလောက်ပြောကြလိုပါတယ်ပြင်နိုင်မိမိတို့အနေနဲ့ဒီလအတာတော်တွေမှာဆိုရင်တော့လရဲ့အကုန်25ရက်နောက်ပိုင်းကြာရင်မိစလိုရဲ့ကံကညံ့စီတက်တဲ့အတွက်ကြောင့်မလို့အရေးကြီးသောကိစ္စတွေကိုလ25ရက်မကျော်ခင်တော့တွင်းမှာလှုပ်ဆောင်ဆောင်ရွက်တာအားတာပြီးတော့ကောင်းမွန်တိုးတက်နိုင်ကြောင်းဒါလောက်ပြောကြလက်ပြရစီခင်ဗျာတို့ပြင်မိစလိုအနေနဲ့ဘာလို့လှုပ်လှုပ်တောက်ကြတာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကကံကိုအားနေစီပြီးတဲ့အခါ အမီရောင်အသားရောင်တွေကမိစုတွေကအံကိုညံ့စီပါလေခင်ဗျာဘာကိုဖြစ်ဖြစ်အရေးကြီးတော့ကိစ္စတွေကိုလှုပ်ဆောင်လေခင်ဗျာ25ရက်မကျော်ခင်မှာလှုပ်ဆောင်ပါအစီပြေနိုင်ပါတယ်ဒါပြင်မိစုတို့အနေနဲ့အဲ့ဟိုမိမိတို့နဲ့ဘာလိုက်ဆိုင်ရာကိစ္စလေးတွေမှာဝေပန်အကြံပေးတာမျိုးတွေဖြစ်နိုင်လို့ရှိရင်သူဟိုကဲ့ရဲ့ရှုံချအပြစ်တင်တာမျိုးတွေကိုအားနည်းစေပါလေခင်ဗျာဒါလေးကိုထပ်လောင်းပြောကြားလိုက်ပါရစေမိစုတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွေအယောင်းဖတ်စီဖို့မိစုတို့ရဲ့ပုံပစ္စည်းတွေကိုမပြောမိပါ ဇီလန်ကနေပြည်မြေကြီးကွန်ကို300နဲ့ကို300လေးတခြား7902904416မှာ WF Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ပါကြောင်းနဲ့ဆရာ TikTok Messenger ကတည်းကလည်းအဲ့ဒါလက်မှတ်ခံတယ်လို့အခုနောက်ပိုင်းမှာဆရာငယ်ပုံမျက်တူးတွေထုံလုံးပြီးပေးနေတယ်ဆရာလည်းနှလုံးမထူဘူးပေးလည်းမပေးသိလည်းမသိဘူးသိရင်လည်းကြောက်ရင်လည်းဝိုင်းကြောင်းဖုံလာလို့ပြောလိုပါတယ် မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းဖတ်စီဖို့ပတ်စဉ်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုဇာတို့ငါပြောသည့်တလုံးနဲ့အခွန်မခွာသည့်ငါပြောသည့်တလုံးနဲ့တလုံးနဲ့တော့ထိတွေ့ရိုက်ပုံပြီးတော့ရောင်းကောင်းအောင်ထိတွေ့ရိုက်ပုံပြီးတော့ပြောဆိုလိုက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ပတ်ပြီးအယောင်းဝယ်ထပ်လာပါလိမ့်မယ်အဆက်ဆက်ရဲ့တရတာလို့အစဉ်ပြေအောင်ရင်တိုးတက်စီရန်အတွက်အဋိဌံပြုလို့တပတ်ဆိုတဲ့မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့ရဲ့အဋိဌံပြုလို့တပတ်ဆိုလို့ရှိရင်တော့ ဆရာတို့အဲလေဟိုမဟာသမယတုတ်ကိုအကျွတ်ဆုံးတာမျိုးဖြစ်စေပဒိနဲ့ပတ်သက်လာတဲ့အခါမှာသူကတော့လောကဝိတုဆိုတော့ပုံတော်ကိုမြတ်စွာဘုရားရှင်အမျိုးမှန်းပြီးတော့တနေ့ကိုရှစ်ပတ်လုံးနဲ့ရှစ်ရက်တိတိအတိတ်တံဝန်တိုင်းကံညှမ်းမှုတွေအားနည်းမှုတွေဟာဆက်ဆက်မတက်ကိုရုပ်ပြီးကံကောင်းလာပါလိမ့်မယ်မိမိအိမ်အတွင်းမှာဘုရားရှင်တို့တော့အပဲ့ဒီအပြက်ဒီရှင်စွန့်ပြီးပါ ထို့အပြင်ပြန်လာညံ့စီပါတယ်ဘာသာရေးဆိုင်ရာတွေလက်ဆောင်ပစ္စည်းတွေဓာတ်ပုံတွေရရှိလာလို့ရှိရင်ပြည်နိုင်ရင်လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီဒီရခါတော်တွင်မှာအဆက်ဆက်ရဲ့အဆင်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကျွန်တော်ပကံရတစ်ချက်တည်းမှာမော်လုံးကြီးပေါ်က98လုံးတိတိတဲ့ဒါပြီးတော့တောက်ရေကတစ်ခွက်တည်းမိမိအိမ်ကမျက်စွာပြရမှာဖြစ်စီမိမိတို့ရဲ့ဈေးတိုင်းလုံငန်းရမျက်စွာပြရမှာဖြစ်စီ ငွေကြီးကိစ္စရဟပါကိစ္စအဆင်ပြေပါစေကြောင်းဆုတောင်းပြီးတော့ယင်းထဲမှာလှိုက်လိုက်လေလေယုံယုံကြည်ကြည်ဆုတောင်းပြီးတော့ပြီးလို့ရင်မြစ်တာဖို့အမြောက်ကြီးခေါင်းမြင့်ကြီးတုတ်တက်ခြင်းနဲ့ဖိတ်နေတဲ့လက်ကြီးအဆင်ပြေလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဘုဒ္ဓဘုရားအောင်တာတပိနေ၅လပိုင်းတွင်မှာယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတရက်ကိုစောင့်ကြပါစေကြောင်းဒီကနေ့မြစ်တာဖို့ထောပနာပြုရင်းနဲ့မနေ့မကြာဇာလာပိတာတပိတွေအတွက်ဆက်ပြရမယ်ခင်ဗျာစီပါ